အားလုံးပဲမင်္ဂလာပါနေမက်မြေကနေကြိုဆိုလိုက်ပါတယ်စကူပန်းလေးတွေကဘာလို့အရွက်တွေကမိုးရိပ်မှဝါလာကြလဲဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့ပြပြပြီးတော့မှဖြစ်ပါတယ်သင်တို့အနေနဲ့မိုးတွင်းမှာ စကူပန်းကလေးတွေကအရွက်တွေဝါလာပြီးကျွေလာကြတာကိုမြင်ပူကြမှာပါအခက်မသိရင်အပင်ငယ်တွေမှာဆိုရင်တည်သွားတဲ့အထိဖြစ်နိုင်ပါတယ်ဒါဆိုရင်ဘာကြောင့်ဖြစ်ရတယ်လို့သင်တို့ထင်ပါတယ်အဓိကအကြောင်းရင်းကတော့ရူရောလို့ခေါ်တဲ့ အမြင့်ပုတ်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ Fusarian, Pythian နဲ့ Phytopathura စတဲ့မူယောဂါတွေဟာအမြဲရေဝတ်ပြီးစိုးနေတဲ့မြေစည်းလွှာတွေမှာပေါက်ပါရှင်တန်ကြတာဖြစ်ပြီးတော့ဒီမူယောဂါတွေပိုးတွေကြောင့်ပဲအမြင့်ပုတ်ယောဂါကိုဖြစ်စေတာဖြစ်ပါတယ်။အမြင့်ပုတ်လာပြီးဆိုရင်တွေ့လာရတဲ့လက္ခဏာတွေကတော့အရက်တွေဝါလာမယ်၊ညိုးလာမယ်၊ကျွေးလာမယ်၊အပြင်ထက်နေလာမယ်။ပေါ်ရံမြေစည်းလွှာကို နှဲငယ်တူးချီလိုက်လို့ရှိရင်အမျက်တရားမဲပြီးအနံ့ဆိုးလာမဲ့စတဲ့လိုချီချင်းအပြင်မျက်မြပုတ်ပုတ်ဆိုတာကိုသိရှိနိုင်ပါတယ်။တခါတရံမှာရင်းငတ်တဲ့လက္ခဏာတွေနဲ့လည်းပါတတ်တာကြောင့်တိပြုဖို့လိုပါပဲ။အရွက်တရားညိုးနေပြီးတော့ရေလောင်းလိုက်လဲပြန်လမ်းမလာတော့ဘူးဆိုရင်တော့အမျက်ပုတ်နိုင်ခြင်းများပြီပဲဖြစ်ပါတယ်။ဒါဆိုရင်အမျက်ပုတ်ယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုရင်စက္ကူပန်းလေးတွေကိုမြေအောင်ကောင်းစွာရပြီးတော့ ဝင်ဝင်လေးထွက်ကောင်းတဲ့နေရာတွေမှာထားရှိရပါမယ်။မိုးတွင်းဆိုရင်တော့မိုးတိုက်ရိုက်မထိတိုင်တဲ့နေရာမှာရွှေပြောင်းထားတင်ပါလေ။ရေကိုအလွန်ကျွံလောင်းခြင်းမှလည်းရှောင်ကျင်ရပါမယ်။ရေကိုနှစ်ရက်တစ်ချိန်သုံးရက်တစ်ချိန်အဲ့လိုလောင်းတာတည်းစားလို့ရှိရင်ဒီစီတော့ကောင်းစွာ၆မှလောင်းပေးခြင်းအပုံမူပြီးထျောက်နိုင်ပါတယ်။စက္ကူပန်းကရေစိမ့်ဝင်မှုကောင်းပြီးတော့တင်းဆန်တဲ့မြေကိုမြစ်တက်တာကြောင့်မြေကြီးတိတတ်နဲ့စိုက်ပျိုးမဲ့အစားမြေဆွေးစပခွန်ဖွဲပြား တဲတို့နဲ့အချိုးကျရောဆက်ပြီးစိုက်ပျိုးခြင်းအား ပို့ပြီးတော့တင့်တော်ပါတယ်။နောက်ပြီးတော့ဥရီရဲ့ရေထွက်ပောက်တွေကိုလည်းရေစင်းကောင်းအောင်လို့လုံလောက်စွာဖောက်ပြထားဖို့လည်းလိုအပ်ပါတယ်။ဓာမီရောစာတွေကိုအလွန်အကျွံတုံးဆွဲခြင်းကြောင့်လည်းအမြင့်ပုံနိုင်ပါတယ်။ဒါကြောင့်ဓာမီရောစာတွေကိုတုံးပြမဲ့အစားဘာဝမီရောစာတွေဖြစ်တဲ့ချက်ချီ၊နွားချီ၊ဘူကာချီစတဲ့ဘာဝမီရောစာတွေကိုအစားထိုးအသုံးပြုနိုင်ပါတယ်။ နောက်ဆုံးချက်ကတော့ကိုစိုက်ထားတဲ့အိုးဟာကြီးနေပြီးတော့အပင်ကတီးနေမယ်ဆိုရင်လည်းမြကြီးကရေကိုစုပ်ထားတယ်လို့ဖြစ်တာကြောင့်အမြင့်ပုံနိုင်ပါတယ်။အဲဒါကြောင့်အပင်နဲ့တင်းတင်းလျောက်ပတ်တဲ့အိုးကသာအသုံးပြုတင်ပါတယ်။နောက်ဆုံးအနေနဲ့နိုင်ငံသားမျိုးတွေမှာ rooted လို့ခေါ်တဲ့ဒါရိုက်အမြင့်ပေါက်စိုက်ပျိုးထားတဲ့အပင်တွေမှာဆိုရင် အမြင့်ပုတ်တံကိုခဏရေပိုပြီးနှဲပါတာတွေ့ရပါတယ်။ဒါကြောင့်ဒေတာမျိုးအောက်ခံမင်းတွေမှာဂိုင်းဆက်ထားတဲ့ graph တက်လောက်ထားတဲ့အပင်တွေကိုရွေးချယ်စိုက်ပျိုးတင်ပါတယ်စကူပန်းပင်တစ်ပင်အမြင့်ပုတ်လာပြီဆိုရင်အောက်ပါနီလမ်းများကိုအတုံးပြူပြီးတော့ကူတာနိုင်ပါတယ်အမြင့်ပုတ်ယူဆတော့ပင်ကိုညီကြီးကနေတေချာစွာထုတ်ယူပါပုံနေတော့အမြင့်ညိုနဲ့စိတ်ကပ်နေတဲ့အမြင့်တွေကိုရက်ပြန်တဲ့ပိုးတက်ထားတဲ့ကကြင်းနဲ့တေချာစွာရှင်းလင်းပင်ရှားပေးပါပြီးရင်မိုတက်စေးမှာစိမ်ပါစိမ်နိုင်တဲ့စေးတွေကတော့ ကာဗင်ဒါစင် 50WP ဆိုရင် ရေတလီတာမှာ 1g ကိုအသုံးပြုနိုင်ပါတယ်။မန်ဂိုဆက်ကိုအသုံးပြုမယ်ဆိုရင်တော့မန်ဂိုဆက်ရေတလီတာမှာ 2g ဟိုက်ဒရိုဂျင်ပေါက်ဆိုင်နဲ့စိမ့်မယ်ဆိုရင်တော့ဟိုက်ဒရိုဂျင်ပေါက်ဆိုင်300ခိုင်နှုန်းကိုအသုံးပြုပါမယ်။ရေအချိုးလေးမှာဆေးအချိုး1ထားပြီးတော့အသုံးပြုပေးရပါမယ်။ဆေးရေစိမ့်ပြီးပါကဟိုး1မြေ1နဲ့ပြန်လဲပြောင်းဆိုင်ပေးရပါမယ်။ ညီဆက်တဲ့အချိန်မှလည်းဖွဲပြတဲ့စပခွန်၊ညီဆွေစသည်တို့ကိုရောနှောပြီးပြန်လဲစိုက်ပျိုးနိုင်ပါတယ်။အဲဒီဆက်မြေထဲမှာ Trichoderma ကိုရောပြီးထည့်နိုင်ရင်တော့ပိုကောင်းပါတယ်။အရင်နောက်မှာအရွက်နှူများပြန်လဲထွက်ရှိလာပါလိမ့်မယ်။လိုရွက်နှူတွေပြန်လဲထွက်ရှိလာပြီဆိုရင်ဖြင့်ကောပါကိုအခြေခံတဲ့ဆီးတမျိုးမျိုးဥပမာ Copper Hydroxide ကဲ့သို့သောဆီးတွေကိုနှစ်ပတ်တစ်ချိန်ပြန်ပေးခြင်းဖြင့်ကျမ်းမာတန်ဆွမ်းတဲ့အပင်များကိုပြန်လဲရရှိလာမှာဖြစ်ပါတယ်။ ဗီဒီယိုမှာမပါတော့တဲ့လိုအပ်ချက်လေးတွေကိုလည်း comment မှာပြန်လည်ဖြည့်ဆွက်ပေးနိုင်ပါတယ်။အခုလိုဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်မှလည်းစိုက်ပျိုးနဲ့ဆိုင်တဲ့ဘူတူတာများကိုပြန်လည်ဝင်မြောက်သွားပြပါမို့။ဆောင်းမျောကြည့်ရှုအားပေးကြပါဦးလို့မေတ္တာရက်ခံအပ်ပါတယ်။ channel လေးကိုလည်း like and subscribe လုပ်သွားပေးကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။